ဟာဒီကောင်ကြီးမကင်ကျင်တော့ဘူးကွာဆိုပြီးတော့မင်္ဂလာပါဗျာဒီကားချစ်သူညီကိုမိတ်ဆွေအားလုံးဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာဒီမြန်မာပြည်မှာဗျာဒီကန်တာသမားတွေတို့ဒီကုန်တင်ကားသမားတွေဂျားထဲမှာခက်ဆားနေတဲ့442 engine အကြောင်းကိုကျွန်တော်ပြောပြမယ်အထူးသဖြင့်ဗျာဒီကန်တာ7ဘီတို့2004 model ဝင်းကျင်ဒီ engine ကိုအများဆုံးတွေ့ရတယ်ဗျာကျွန်တော်တို့အရင်တစ်ခေါက်440 engine အကြောင်းပြောတော့ကသူကတော့ဒီ440ကလူမိုက် engine ပေါ့ဗျာတော်ယွန်တန်အောင်နဲ့အပြားမဝင်ဒီရိုးရိုးချင်းချင်းဖြစ်တဲ့အတွက်ဗျာတော်ယွန်တန်ပြတ်တာမျိုးတို့အတွင်းပိုင်းကြီးပြောင်းရင်တော့မှဒီဘေးဆေးအားမဆိုးဘူးဗျာပြင်နိုင်တယ်ပေါ့ မဲ့ဒီကောင်က442 engine ရတော့အဲ့လိုမဟုတ်ဘူးဗျ။ तू ကဒီဒါနီးပညာမြင့် engine ပေါ့ဗျာ။ ဒီ440 engine ကဒီစက်မှုခစ်ကဗျာဒီ442ကျတော့ digital kit ကိုရောက်သွား common range computer စနစ် ECU နဲ့လာတာဗျာဒီနေ့ကျွန်တော်ပြောပြမှာဗျာဒီအားမနာဘူးဗျာဘယ်သူမျက်နှာမှာလဲကျွန်တော်မထောက်တော့ကျွန်တော်ဒီ442 engine ရဲ့ကောင်းကွက်တွေလည်းပြောပြမယ်မကောင်းတဲ့အကွက်တွေလည်းကျွန်တော်ပြောပြမယ်ဒီ442 engine ဝယ်သင့်လားမဝယ်သင့်ဘူးလားဒီဗီဒီယိုအဆုံးကြည့်ပြီးမှဆုံးဖြတ်ဗျာကဲပထမဦးဆုံးသူ့ရဲ့ကောင်းကွက်တွေကဘာတွေလဲဘာကြောင့်ဒီလောက်ထိခက်စားနေရလဲဆိုတော့ကျွန်တော်ပြောပြမယ်နံပါတ်1စီစားနှုန်းဗျာဒီကောင်းရဲ့စီစားနှုန်းကိုတက်တာရဲ့ဗျာဒီ440 engine ကဗျာတကား လံဥပမာ12မိုင်လောက်သွားနိုင်တယ်ဆိုလို့ရှိရင်ဒီ442 engine က16မိုင်18မိုင်အထိအဲသွားနိုင်တယ်ပေါ့ဗျာဒီဒါဥပမာပြောပြပေါ့ဒါကကုန်တင်ကားသမားတယောက်အတွက်တော့တော်တော်ကိုတွက်ချေကြိုက်တယ်ဗျာဒီစီစားနှောင်းက ဘာလို့ဒီလောက်ထိတက်တာလဲသူ့မှာတုံးထားတဲ့ဒီ common range စနစ်တွေကဘာနေလဲဆိုတော့ကျွန်တော်ပြပြမယ်ဒီ440 engine တော့အလုံးဗျာဒီ diesel ကိုဝေါကနေဆိုပြီးထည့်ပေးလိုက်တာမဟုတ်ဘူးဗျာဒီ engine တွေကိုရောက်ဖို့ဒီကောင်ကဗျာ computer ECU ကနေပြီးတော့ဒီ injector တွေကိုအမိန်ပေးတယ်ပုံမှန်20နင်းထားတယ်ဗျာ20အတွက်ပဲဒီကောင်ကဒီ computer စနစ်ကနေထိန်းပြီးတော့ဒီကောင်က20နှုံးသားပဲထုတ်ပေးရဗျာပိုမထုတ်ပေးဘူးဒီကောင်ရင်ပန်ဒီနေ့ခေတ်လို့ဗျာစီစေးတွေတက်နေတဲ့အချိန်မှာရင်ပိုင်ရှင်တယောက်အတွက်တလောက်ကိုစီဖို့ဘလောက်ထိတက်တာသွားမလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဒါကတော့သူ့ကိုမဝယ်ဘဲမနေအောင်ဗျာဆွဲဆ ောင်တဲ့အဓိကအချက်လို့လည်းပြောလို့ရတယ်။နံပါတ်1ကဒီကောင်းရဲ့အသံရန်ကုန်ညိမ့်နေဗျာ။အဲကားပေါ်တက်မောင်းကြီးဒီ414 engine ကဗျာဒုံ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 နဲ့လည်းအတန်ကျယ်တယ်ဗျာကားတစ်စီးလုံးနဲ့တုံတယ်ဗျာခင်ဗျားလည်းသိလို့ဒီ414ဒီ442 engine ကခင်ဗျားအဲ့လိုမဟုတ်ဘူးဗျာသူက double overheat gun ဗျာဒီ60 value နဲ့လာဒီ440 engine ကဗျာ SOAC DH value နဲ့ပဲလာတာဗျာ DOAC ဖြစ်တဲ့အတွက်ဗျာလေဝင်လေထက်လဲပိုကောင်းတယ်ဗျာအင်ဂျင်နီယာကိုလေရောက်လွယ်ရတာလည်းမြန်တယ်လေစုပ်အားလည်းကောင်းတယ်ပြီးရင်လောင်ကျွမ်းတဲ့အားလည်းပိုပြီးတော့ကောင်းတယ်ဗျာအင်ဂျင်ဆက်နှိုးလိုက်လို့ရှိရင်အတန်းအလွန်ငြိမ့်နေဗျာဒီခီးရှေမောင်းတဲ့ driver တွေအတွက်အရန်ကိုတက်တောင့်တက်တာရှိသေးရဗျာလူလည်းမပင်ပန်းဘူးပေါ့နံပါတ်3ကတော့ကျွန်တော်ဒီတဘာဝပတ်ဝန်းကျင်အတွက် ောက်ကူပြုတဲ့အချက်ပြဒါကကျွန်တော်တို့နိုင်ငံမှာတော့တိတ်အရေးမကြီးဘူးဆိုမှကျွန်တော်ထဲတော့ပြောရမယ်ဒီ common race နဲ့ကြောင့်ဗျာလောင်ကျွမ်းမှုအရန်ကောင်းပြီးတော့ဒီမီခိုအမဲတွေထွက်တာတက်တာရတယ်ဗျာဒီ440တောင်မှာဒီတောင်တက်လမ်းမှာနင်းလိုက်ရင်ဗျာနောက်ကကားမီးဖွင့်မောင်းနေဆိုသလိုမျိုးပေါ့အဲဒီကောင်442ကြတော့ဒီကားကောင်းနေသေးပြီဗျာမိခိုးလုံးဝမထွက်တော့ပဲဒါလည်းသူ့ရဲ့ခစ်မိတဲ့အားသာချက်တစ်ခုဗျာကဲသူ့ရဲ့ကောင်းွက်တွေကြီးပြောနေတော့ဒီတခြားပြက်ဖူးတဲ့လူတွေကကျွန်တော်မျက်စောင်းနေထိုးတော့မယ်ဗျာဒီတော့ ဒါသူ့ရဲ့အားသာချက်တွေရှိတယ်လို့သူ့ရဲ့အားနည်းချက်တွေလည်းရှိရပြဒီတော့ကျွန်တော်သူ့ရဲ့အားနည်းချက်တွေကဘာတွေရှိလဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီ442 engine ကဗျာဘယ်လိုနေရာတွေမှာဒီလူဒုက္ခပေးလဲဘယ်နေရာမှာချစ်တိုက်တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နံပါတ်1ဗျာ C အီအသွေးရွေးတာသူ့ရဲ့အကြီးမားဆုံးအဆိုးရွားဆုံးအကြောက်စရာအကောင်းဆုံးပြဿနာခင်ဗျားတို့ဒီလိုမြင်ကြည့်ဗျာ ီ440ကလမ်းဘေးရရေကိုခတ်တောက်လို့ရတယ်ပုံစံမျိုးပေါ့အဲဒီ442ကြတော့ဗျာရေတန်းကိုစစ်စစ်ရေတန်းစစ်စစ်ကိုမတောက်တဲ့ဒီပညာတတ်လူတန်းသားလိုလူမျိုးအုံနောက်ချစ်တဲ့ကောင်ပေါ့ဗျာဘာလို့လဲဆိုတော့ဒီသူ့ရဲ့ injector ကဗျာဒီ common rain ပန့်နေရအလွန်ကိုတိမ်မွေတယ်ဒီ injector ရဲ့ထိတ်ဖြားလေးတွေကဗျာဒီစပယ်မွေးထက်တောင်မှတေးတဲ့အပေါက်လေးတွေကနေအလုံးလို့ရတာခမားတို့ထည့်လိုက်တဲ့ဒီဇယ်ထဲမှာဗျာဥမာရေပါသွားတာဆိုပါဆိုမှိုင်းနည်းနည်းလေးပါသွားတယ်ဆိုပါဆိုပန့်ဗျာဒီ pistachio ကိုကောင်းကောင်းမတင်နိုင်တော့ဘူး ကားရဲ့ဆွဲအားလည်းကျလာမယ်ဗျာမိခိုးအဖြူရောင်တွေထွက်လာမယ်ဗျာဆက်အတန်တွေလည်းနည်းနည်းကျန်းလာမယ်ဗျာနောက်ဆုံးဆက်နှိုးလို့မရတော့အဲ့လောက်ကြောင်ဖြစ်တယ်ဗျအဲ့ဒီခါဘာဖြစ်လဲဆိုတော့ဒီအင်ဂျင်တာတစ်လုံးလုံးကိုလဲလိုက်ရမယ်ဗျာ pressure pan တစ်လုံးလုံးကိုလဲရမယ်ဗျာခမားဖုံး and 14 engine မှာဆိုရင်ဒီ pan နဲ့ nozzle လုံးလို့ရှိရင်အနည်းဆုံးသိန်းခန်းလောက်ပဲကုန်မယ်ဗျာဒီ4 and 42 engine မှာတော့အင်ဂျင်တာတစ်လုံးနဲ့ pan တစ်လုံးပြတ်တာနဲ့ခမားတို့အာစကန်အောင်ပြန်ထည့်မယ်ဆိုရင်တော့မှ ဆယ်ကနန်းရဲ့အထက်မှာရှိရယ်ပစ္စည်းအသစ်ဆိုလို့ရှိရင်ပိုဆိုးပြီပေါ့ဒါမြန်မာပြည်ရဲ့စီအရေးသွေးနဲ့တော်တော်စဉ်းစား